မင်္ဂလာပါမင်္ဂလာပါပါပါဗျာဒီဘာပြောဒီနေ့အတုဒကမာတွေကိုဦးစင်ကလည်းအမှတ်တမ်းလေးတင်ဖို့အတွက်တယောက်စီအစီပြောချင်တာဒီနေ့ကတာနာနှစ်2569ခုနှစ်လူရောကောဇာတက်ကေ1389ခုနှစ်တရင်ကျော်လာဇန်ဆယ်ရည်ဖြစ်ပါတယ်ဒီနေ့ကဗုဒ္ဓနေ့ဖြစ်ပြီးတော့ခရစ်နှစ်2025အောက်တိုဘာလ1ရက်နေ့ဒီညနေပိုင်း4:20ပေါ့အဲဒီချိန်မှာ ်။တရားလေးထိုင်ပြီးတော့ဦးဇင်းတို့ကတရားအကြောင်းလေးတွေသင်္นานအကြောင်းလေးတွေနဲ့အတူအညာမှာအဲပေါ့လေးဘယ်လိုပြောမလဲတောရက်ဒီမှာတရားသဘောတွေလိလာပြီးတော့တရားသဘောမရှင်းမင်းနဲ့မျက်စိလည်းလမ်းမမဖြစ်ရအောင်ဒီနေ့ EI တိုင်းဒေသကြီးဖျားပုံခရိုင်ကျိုင်းလက်မြို့နယ်ဒါဥစ္စာဘောက်စုတကယ်မပြောစီကျင်းရဟမ် ်အဲကျန်ငင်းပပဲသူအဲအုပ်စုအမှတ်ကိုမတားနိုင်ဘူးကျန်ငင်းပပဲသူဟာကျုံလက်တာလေးလေးအိမ်သူလေးရွာလေးသူလေးရွာကျုံလက်တာအဲမုတ်ကုတ်ဖွဲ့ခွဲ940အဖွဲ့စိတ်1အနေနဲ့တရားစခန်း20ကျင်းမြောက်မှာဟေးမင်းသမီးဒေါ်ကြီးကြီးထင်းနဲ့ဦးဇင်းတို့စတင်ပြီးတော့ဆွေးနွေးမယ်ပြီးရင်တော့ကျန်တဲ့လူတွေလည်းသိကျင်တာလေးတွေမေးမယ်ဦးဇင်းဒါလေးတော့အဲရလောက်တနာကြီးရတနာကြီးနိုင်ဝဲရနိုင်ဝဲ မှတ်တမ်းလေးတင်ပြီးတော့ဥစဉ် Facebook တင်မယ် TikTok YouTube တင်မယ်ဒီလိုပဲတနိုင်ငံလုံးမှာရှိတဲ့ဒကာဒကမတွေအဲ့လိုဆွေးနွေးခြင်းလဲဆွေးနွေးလို့ရအောင်တရားအမှုအရင်နဲ့ကိုယ့်ရင်ထဲမှာရှိတာနဲ့သိတာလေးတွေကိုမင်းနဲ့အောင်အားလုံးသောဒကာဒကမတွေကိုဆွေးနွေးနေတဲ့ဥစဉ်ဗုဒ္ဓဂုဏ်ဆရာတော်ကအဲအလုပ်လုပ်ရင်အားလုံးတော့အဲ့လိုပဲမီးတယ်ဒါကြောင့် interview ဆရာတော်လို့လည်းခေါ်တယ်တကယ်တော့လူတွေကိုအားနေအားအား interview နေတဲ့ခေတ်မီဒီယာစနစ်အရမြတ်စွာဘုရားဟာ အဲ့လိုပဲအပြန်အလှန်နဲ့ပဲတရားဟောခဲ့ပါတယ်။ဒါအောင်မူယူပြီးတော့ဦးစင်းကလည်းမီဒီယာလို့ပဲခေါ်ခေါ်ဖျားပြောသလိုတက္ကတက္ကမကြီးရဲ့ယင်ထဲအဆန္ဒကိုမေးတာပါ။ကဲဒေါ်ကြည်ကြည်ထေးပြောပြမယ်။อืมตะบี้တော့2016ခုနှစ်ကစပြီးတော့တရားစခန်းကိုဝင်ပါတယ်ဟုတ်ပြီတရားစခန်းဝင်တဲ့ခါကျတော့တပီးတော့အတခါမှတရားမထိုင်ဘူးတဲ့ခါကျတော့ဝမ်းတာတယ် ငိုလဲငိုခဲ့ရပါတယ်ပြီးတော့အတရားအဲ့မှာထိုင်နေ2ရက်လုံးလုံး9ရက်စကန်မင်းနန်သူမှထိုင်ပါတယ်ဗျာမင်းနန်သူမှထိုင်တဲ့ခါကျတော့2ရက်လုံးလုံးတရားမရတဲ့ခါကျတော့တပီးတော့ဝမ်းနေတယ်ဝမ်းနေတဲ့ခါကျတော့တပီးတော့ဖះမှာမျက်စောဖះထန်တဲ့မုဘဝိပဒနာဆရာတော်ကြီးကိုအသက်နဲ့ခန္ဓာကိုလှူလိုက်ပါတယ်ဗျာလူပြီးတဲ့အချိန်ကစထိုင်လိုက်တဲ့ခါကျတပီးတော့ခန္ဓာကိုယ်မှာရှိသမျှဖြစ်ခြင်းဟာဖြစ်တော့ဆိုပြီးတပီးတော့လေအဲ့လိုမျိုးပြောပြီးလှူခဲ့တယ် လူခဲ့တဲ့အချိန်အစာယူတပြီးတော့တရားထိုင်တာတရားဘလို့ရလဲဆိုတော့ဟုတ်လားမဟုတ်လားဆိုတာဆရာတို့ယူရှောက်ရှင်ပါလေအဲ့ဒါတပြီးတော့ထိုင်ထိုင်တော့တပြီးတော့ဒီနားမှာတင်မဲအယိုးကြီးကြီးအေးခန်းခန်းဆိုပြီးတော့တပြီးတော့သွေးသားကိုလည်းအကုန်လှူထားတယ်อืมอืมထိုင်လိုက်တဲ့အချိန်မှာတပြီးတော့တဏှာကြီးကနေနှစ်နာရီဖြစ်သွားပါတယ်ဒီပေါ့တဏှာကြီးကနှစ်နာရီဖြစ်သွားတဲ့ခါကျတပြီးတော့ခန္ဓာကိုယ်ကြီးကခက်ကလေးလိုပေါ့သွားပါတယ်တချီ ်ဟုတ်ကလေးလိုတချီပေါ့သွားပြီးတော့ခန္ဓာကိုယ်ကဖြစ်ပြက်ကိုကရှုရတယ်ဖြစ်ပြက်ကိုရှုဝင်လေထွက်လေကိုရှုလို့ဆရာတော်တွေကမိန့်တဲ့ခါကျတော့ဝင်လေထွက်လေကိုရှုပြီးတဲ့ခါကျတော့ခန္ဓာကိုယ်ကဝေဒနာတက်လာတဲ့ခါကျတော့မခံနိုင်တဲ့ခါကျတော့ဒီဝေဒနာကြီးကကိုလောက်တာမဟုတ်သူသဘောသူဆောင်းတာပါသူသဘောသူဖြစ်တာပါဆိုပြီးတပီတော်အဲ့လိုအမှတ်သားနဲ့လှုပ်ပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့အယိုးတွေစားတွေစားတွေဖြုတ်ပြီးတော့ပုံထားလိုက်ပါလေ ။ပုံထားတဲ့ခါလာကြတော့ခန္ဓာကိုယ်ကြီးကတပြေးပြေးပေါ့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 ပါပြီးတော့ဖက်ကလေးလိုညေကြီးနဲ့ပြောမစုံတော့ဟိုကြောင်းမထိုင်နေတော့ခင်ဗျာ။ကြောင်းမထိုင်နေတော့ကြောင်းနဲ့ခန္ဓာကိုယ်နဲ့မရှိသလိုတစ်ချက်ခံစားလိုက်ရပါတယ်။တပြီးတော့တရားတော်နဲ့ဖြုတ်လို့မရပါဘူးခင်ဗျာ။ပြီးတော့နောက်ပိုင်းကျတော့ဖြုတ်မရရအောင်ဖြုတ်ပလိုက်ပါလေခင်ဗျာ။တပြီးတော့အဲ့ဒါရောတရားဘလို့လဲဘလို့လဲဆိုတာဘလို့ဒီဟောက်စာမှန်သလားဝင်နေထွက်လို့ရှုတယ် မြင်လာတဲ့ဟုတ်စာကိုဓာတုသဘောသူဆောင်းတာပါဖြစ်တာဖြစ်ပြက်ဖြစ်ပြီးပြက်သွားပါတယ်လို့တပြီးတော့တတ်မှတ်ပြီးတော့ထိုင်တဲ့အခါဟုတ်လားမဟုတ်လားလို့ခမိုးကိုတပြီးတော့လာရှောက်လို့ပါခင်ဗျာတော့ပါပြီဒကမကြီးတို့ကြီးတဲ့အသက်ဘယ်လောက်ရှိပြီလဲ50ရှိလားဆို50တိတိပြပါရဲ့ဟုတ်ပြီအခုတော့49 50ဟုတ်ပြီနေတာဘယ်မှာနေတာလဲကမန်ချိုင်းကျေးရွာမှာကျက်လက်ပိုင်ပါခင်ဗျာအမျိုးသားက ဘုရားဥတင်မြင့်ပါဗျာရှိတယ်ပေါ့ရှိတယ်ဗျာသာသမီရောသာသမီ6ယောက်ရှိပါတယ်ဗျာအိမ်အောင်တဲ့2ယောက်ရှိပါတယ်တပိတော့သာ3ယောက်ကိုဘုံလုံးဘုံနဲ့တန်တန်နာဘုံလုံးတွင်းပြီးသားပါဗျာတွင်းပြီးသားပထမတစ်ယောက်က9ပါရပါတယ်ဗျာထွက်ပြီးတော့တနစ်ပဲမိဘကိုလှုပ်ကြွေးတယ်အိမ်အောင်ကြွားပါတယ်နောက်တစ်ယောက်ကြတော့လေအလက်ကောင်ကြတော့လေ6နှစ်ကြာပါတယ်ဗျာသာမဏေကျော်လိုက်နေပြီး ခုနှစ်တိုင်းဇူလာပါဇူလာဖုန်းကြီးတွေပြောတာခုနှစ်တိုင်းလိုက်ဖြေတယ်ဖြေပြီးမှမနေနိုင်တော့ပါဘူးဆိုပြီးတော့ထွက်သွားပါတယ်ခင်ဗျအခုအငယ်နိုးညာလေးတယောက်ကတော့ရန်ကုန်ဟိုဆရာတော်ကကမန်ဆိုင်ဆရာတော်ဘုံဘုံသိလားခင်ဗျအဲဥပါရကကိုဝဲရပွဲဆရာတော်ကျောင်းမှာပါကလင်္ကာရကျမစာလိုက်နေပါတယ်ခင်ဗျအဲ့တော့ဒီနားလေးပဲနော်ဒီနားလေးပါခင်ဗျကမန်ဆိုင်ကမန်ဆိုင်နာကမန်ဆိုင်နာ အခု तू လည်းနည်းနည်း तू အာရမဆိုရင်ဝိုင်းပြီးတော့ तू အဲ့ဒီကိုရင်လေးကခု၃တန်းနဲ့ဝစ်သွားတာပါဗျာခွန်လန်းနဲ့မွေးထားတာစကားလည်းမပြီးဘူးတပြီးတော့ထွက်ခိုင်းပါသေးတယ်၅တန်းလောက်ရောက်မှသားလေးရဲ့ဝစ်ပါလို့မရရတားပါတယ်ဒါပေမဲ့ तू ကမရဘူးဒီမှာရှိရအကိုကြီးရလို့သွားတော့ကောင်းပြီအဲ့တော့ဒကမကြီးရဲ့တရားသဘောကိုပြောရင်မုတ်ကုတ်ရဲ့မူရပေါ့နော်ဒကမကြီးဘာပဲဖြစ်ပြီးပြက်တာပေါ့ခုနကကမာချိုင်းကကိုတော့ဆိုရင် तू အသိဉာဏ်ကူဖြစ်နေတယ်လေ ့သင်းကူဆရာတော်ဖျားကြီးရဲ့ခုနဥစဉ်ရှင်းပြတဲ့ဟာမှုနဲ့သူသင်ပြပုံနေရဆရာတော်ဥပါကရလင်္ကာရဥစဉ်ဖုံးဆက်ဖြစ်ပါတယ်ဥစဉ်မှာလည်းဖုံးရှိပါတယ်သူ့လည်းခုဒါကိုအရမဝါရအနေနဲ့တချို့ကပြောနေကြတယ်ပေါ့ဒါဟိုမှာဖြစ်နေတဲ့တာထားတော့အခုဟိုဓမ္မကြီးအခုတွေ့တဲ့အတွေ့အလေးပြောရင်တော့ဒါဟာတရားအထောက်သူတိုင်းတွေ့ရမယ်အတွေ့ပါပဲအတွေ့ထူးလို့ပြောတာကကိုကမတွေ့ဘူးလို့ပါတယ်တော့မတွေ့ဘူးလို့အတွေ့ထူးတာပါ တရားအားထုတ်တာကြာလာရင်ဒါမျိုးကတွေ့ရမှာပါပဲအဲ့ဒါတရားအားထုတ်သူရဲ့တွားရလမ်းမှာတွေ့ရတဲ့သဘောပဲအဲ့တော့အဲ့လိုဖြစ်လာရင်ဘာဖြစ်လဲစိတ်တွေကြီးလာတယ်ပို့ပြီးတော့ကျဉ်းနဲ့လာပို့ပြီးတော့ကြီးညိုးလာတယ်ဒီမှာဗျာတပိတော့အိုင်ထိုင်းနဲ့ရတဲ့တော့ရွှေ့တယ်ဗျာ။နိုင်ဝဲလောက်ကြာရွှေ့တယ်ဗျာ။နောက်ပိုင်းကျတော့တပည့်တော် မရွှေ့တော့ဘူး။နောက်မှတခါမင်းမယ်။ဟွန်း။တနာယီကိုတချီတဲ့ထိုင်ပါတယ်။ထိုင်ပြီးအဲ့လိုအချိန်ရတဲ့အချိန်ကိုနှစ်နာရီတခါလဲပိတ်ထိုင်ပါတယ်ဗျာ။မရွှေ့ဘဲနဲ့ အခုဒီမှာလည်းဒီလိုပဲအချိန်ပိုလေးတွေထိုင်ပေးပါတယ်ထိုင်တယ်တခါကျခန္ဓာကိုယ်ကတော်တော်နဲ့တရားကိုထောက်ချလို့မရဘူးခင်ဗျာဟုတ်တယ်ဟုတ်တယ်အခုလို့ဟိုတရားသဘောတွေမှာအဲ့ဒါပြီးတော့မှန်သလားမှားသလားဆိုတာဖုံးဖုံးညီမကြောက်တာပါခင်ဗျာဟုတ်ပါတယ်ဦးစင်းကတော့မှန်တယ်လို့ပဲပြောမှာပေါ့ဒါပေမဲ့လုံးလုံးတော့မမှန်ဘူး တကယ်တော့ဦးဇင်းကဖြစ်ပျက်ကိုကြည့်ရမယ်ဖြစ်ပျက်ကိုပဲကြည့်ဖောက်ပြန်ပျက်စီးတဲ့သဘောလေးတွေဖြစ်ပြီးပျက်သွားတဲ့လေးကိုဆုံးအောင်ကြည့်ရမယ်ဆုံးအောင်လည်းကြည့်ရအဲ့တော့ကိုကအခုကြည်ရင်းနဲ့ဈာရရကိလေသာဈာထိုးတယ်ခေါ်တော့ပေါ့အဲ့ကြတော့ကိုကကြည်တာအေးချမ်းတာဝမ်းသာတာအဲ့ဒါတွေကဘောက်သွားမြဲတယ်အဲ့ဒါလည်းဖြစ်ပြီးဖြစ်မှာပဲအဲ့ဒါလေးကိုကြည့်လိုက်ရင် तू ကထိုင်နာဟာနိုင်နဲ့မဆိုင်တော့အချိန်နဲ့မဆိုင်တော့အဲ့ဒါသဘောကအလိုသူကနိုင်ရဲ့အချိန်ဆိုတာတတ်မှတ်ထားတာကိုကတကယ်အထိုင်ကောင်းသွားရင် ်သူကသူညံနဲ့ခန္ဓာနဲ့ကပ်ပြီးတော့အရှုကံနဲ့အရှုညံနဲ့ကိုက်သွားဗါတယ်လို့အရှုကံနဲ့အရှုညံနဲ့ကိုက်သွားအဲ့မှာမားနိုင်လည်းမဟုတ်ဘူးဆယ်နိုင်လည်းမဟုတ်ရတယ်ခိုင်းတော့ခိုင်းလို့ရတယ်အခုလို့တွေ့ရမယ်အတွေ့တွေကလည်းဒါထုံးစံမြန်ခုနလို့ခန္ဓာကိုယ်ကြီးကိုပုံချထားတယ်လို့အဲ့ဒါတွေကမိုးကုတ်စီရတော့ပြိုင်တင်တဲ့အထက်မှာမပါဘူးဒါပေမဲ့ဒီမှာကြီးကဘယ်မှာဘယ်မှာအထုတ်ခဲ့လို့ဘယ်နည်းနည်းနဲ့ဘယ်လိုဖြစ်တယ်လို့မပြောလို့တော့ဘူး ဒီမှာတတိယရောအဲ့ခုညကုန်းမှာတခါပဲထိုင်ပြီးတော့တဲ့။ဒီမှာဒါလည်းဆို၃ခါရှိပါသေးတယ်။ဒါပဲဘယ်မှမရောက်ဘူး။ဟုတ်ပြီ။အခုအဲ့ဆိုရင်ဦးစင်းကနောက်ဆုံးမေးချင်တာဒကမကြီးတရားပြဆရာဘယ်နှစ်ယောက်လောက်တွေ့ဘူးလဲ။တရားပြဆရာအဲ့မင်းနဲ့ဒီမှာတော့၃ခါလားမသိဘူးပြ။အင်း။ဒါဆရာတော်လေးတွေတတိယရောအဲ့လားတော့မမှတ်တော့ဘူး။၃ခါ၃ခါတောင်ခဲ့တာ။တော့ကမို့တခါလေးဟုတ်တခါလေးတနေ့တည်းတော့တနေ့တည်းတော့၃မတော်လာဟောတယ်၃မလာဟောတယ်ဟုတ်ပြီဒီမှာလဲ၃နဲ့ရှိပြီ၃ခါရှိပြီ မဲ့ကိုဗစ်ဖြစ်တော့ပြီးတော့နာသွားတာအိုက်ဒီယာတွေမလာတော့မနစ်ကမလာဘူးတနစ်ကတော့လာတယ်ဗျာတနစ်ကမလာဘူးဒီနေ့မှတစ်ခါပြန်လာဘုံတော့မှ၄ချိန်ပဲရှိပါပြီဘယ်မှမရောက်ဘူးဗျာဒီဦးစင်းနဲ့ရောဦးစင်းနဲ့ခုမှခုခုလာပါဗျာအေးပေါ့အေးပေါ့အဲ့တော့ပြခဲ့တဲ့ဆရာကြီးရဲ့မှာဦးစင်းပြတဲ့ပုံမှာဘလို့များဒေါ်ကြီးကြီးထိမင်းသမီးရမြင်မိလေဦးစင်းတရားဟောတရားပြတဲ့ပုံမှာဦးစင်းကဒါတင်းပြောရင်လေဟိုတနာလို့ပြောမယ်ဗျာ ဘောနားလေလားရှင်းလားရှင်းတယ်နားလေတယ်ရှင်းတယ်သဘောကျပါတယ်ဗျာတရားပို့ပြီးတော့လေးစားယုံကြည်ပါတယ်ဗျာအဲ့တော့ဥစဉ်အနေနဲ့အများကြီးမပြောချင်ပါဘူးဥစဉ်ကလည်းဘုကုဆရာတော်ဖျားကြီးမူတိုင်းတင်တာဟုတ်တယ်နော်အဲ့တော့အခြားအခြားသောနီးရီမူတွေနဲ့ခုနကလူမဟုတ်ဘူးလားဆိုလှုပ်လို့ရပါတယ်ခန္ဓာကိုယ်ခွာချလို့ရတယ်အဲ့လိုပဲကိုယ့်ကိုယ်ကိုယ်စိတ်လျှော့ချလို့ရတယ်အခုပြောတဲ့အားကြီးကဒါတရားသဘောအရအခုစံတရားပေါ်မှာယုံကြည်သွားပြီ ဓာမျိုးလေးတွေရှိတယ်ဆိုပြီးတော့လှုပ်ကျင်သွားပြီအဲ့တော့ဓာတ်နဲ့ဓာတ်နဲ့ဆရာကောင်းနေနဲ့တွေ့ပြီးတော့တကယ်အကောင်ဆုံးအတွေ့ကိုရအောင်ကြိုးစားဖို့တော့မလိုလားလိုသေးလားလိုပါတယ်လိုသေးတယ်အဲ့တော့နောက်ပြကြတော့ဒကမိုင်းနဲ့ဦးစင်ပြောတော့ဒကမိုင်းရအခုနတ်စင်ချုပ်ချမယ်ဆိုရဲအားလေးပြောတယ်နတ်စင်ချုပ်ချမယ်ဆိုတာလဲနတ်စင်ရ၃နှစ်ကျော်၄နှစ်လခန်းနဲ့ရောက်လိုက်ပါပြီခင်ဗျာတပီတော့ပြန်တင်လာလားပြန်တင်လာအဲ့တပီတော့သားတွေကတပီတော့အကောင်ခိုက်နေသေးတယ်ဒီခင်ဗျာ မွေးကြိုက်တာမွေးကြိုက်တာอืมอืมอืมမွေးကြိုက်တော့အဲ့ဒါဒီလိုအားလည်းဘေးသူတို့ကဘေးရင်းလေးလိုက်တွက်ပေးတာပေါ့မအေးကြီးပြေတော့စိုးရင်တာပေါ့ဗျာ။ဟုတ်ကဲ့ဘုန်းကြီးလူတွေတည်းကအင်းဘုန်းကြီးဘုန်းကြီးလူတွေတည်းကအင်းอืมအဲ့လိုက်တွက်ပြီးတော့ဟိုအိမ်တွင်းမြင်းနဲ့နတ်မြင်းနဲ့သူတို့အဲ့မှာပြန်ဆွဲတင်တာမနစ်ကတော့လှုပ်လိုက်တယ်မနစ်ကမှတခါပဲလှုပ်တယ်ဗျာ။အဲ့တခါလှုပ်ပြီးဒီကြံနေခဲ့တဲ့မိုးတွေကမလှုပ်ဘူးဗျာ။စိတ်လဲမဝင်စားဘူးလှုပ်တာလှုပ်နေရတာစိတ်ကိုမကြည်လင်ဘူးဗျာ။အဲ့တော့ဒကမကြီးအခုအားထုတ်ခဲ့တဲ့ဟာရင်းနဲ့အဲ့ဒါနဲ့ရှင်းကြည့်လိုက်ရင် ဒီကမာကြီးကတရားပေါ်မှာအပြည့်ဝတော့မယုံကြည်သေးဘူးလို့ပြောရတယ်။တရားပေါ်မှာအပြည့်ဝယုံကြည်တယ်ဖေဟ။อืมယုံကြည်ပြီမဲ့။ယုံကြည်ပြီးတော့ဟိုတန်မြတ်တန်မြတ်ဝေစီကေဆာပါဗျာ။အဲခုနအဲ့လိုဖြစ်တာဗျာ။ကေတင်တို့စောင်းရှောက်နှိုးရနေလဲလုတ်ဖြစ်သေးတာပေါ့။လုတ်ဖြစ်သေးတာ။ဘုဥစဉ်ရှင်းပြတော့တဘောတရားတွေကိုတကယ်ရောနားလဲတယ်။နားလဲတယ်ဗျာ။တကယ်ရောစွန့်ရဲပါမလား။စွန့်ရဲတယ်ဗျာ။တကယ်ရောဒီကမာကြီးရဲ့ဥစဉ်တို့ကယုံကြည်မှုလွဲနေလို့သင်လဲသိပါသည်။ဖရာတရားတော်လည်းဒီကြံတဲ့ ယုံကြည်ကိုယ်ွယ်မှုအဲမဟုတ်မှယုံကြည်မှုတွေငါတော့စွန့်လိုက်မယ်ဆိုရင်အဲ့အချင်းကစချမ်းသာတာနောက်ပြကြတော့ခုကိုယ်တိုင်းတကယ်သောတာပန်ဖြစ်ရင်တကယ်လဲစွန့်တယ်တကမကြီးခုအထုတ်နေတာတွေကအရင်ဆရာကြီးနဲ့အခုလှုပ်နေတာတွေကမကောင်းဘူးလားဆိုတော့ကောင်းတယ်အာမထုတ်တာဆန်အထုတ်တာပါတယ်ဟုတ်တယ်နော်အထုတ်ရင်ねသူများတဲ့ဆိုင်ရင်ကြာကြာလေးထိုင်ရဲလာတဲ့တတ္တိမရှိလားရှိလားရှိလားပါဘယ်အဲ့ဒါကိုပဲဥစ္စနာဝန်တာအားရရှိတယ်ဒါကြောင့်ဥစ္စနာကအခုလို့ပြောရရင်တကယ်တော့ တရားရဲ့တဘောဖြစ်ပြီးပြတ်ထားအောင်ညံနဲ့မြင်ရမယ်အဲ့တော့ညံနဲ့မြင်လိုက်အပြက်တွေအများကြီးမြင်ပြီးအပြက်တွေမုံပြီးတော့အပြက်တွေဆုံးသွားမှာပြောပါရဲ့တော့ဖြစ်ပြကုန်မြင်ဖြစ်ပြကုန်မုံဖြစ်ပြကုန်ကျူဆုံးရဆုံးဟုတ်ကဲ့အဲ့လိုဆုံးသွားရဆိုလေဟောဟုတ်တာပဲဟောနာကျင်နေတာတွေဟာတခုတူဟာအများကြီးဖောက်ပြန်နေတာပဲအာဒါကြီးရတော့ဟုတ်ပါတယ်ဆိုနောက်ဆုံးကြမုံလာတဲ့ခါမှာအဲ့ဒါကြီးပုံကြီးစရာမတူတော့မနဲ့သူ့ကိုလွတ်ချပြီး ကြည်လဲကြည်နေတယ်စွန့်နေစွန့်နေနောက်ဆုံးကြမှာတကယ်ကိုဖြစ်ပြက်မြင်ဖြစ်ပြက်မှဖြစ်ပြက်ဆုံးနေဆိုတဲ့ပုဂ္ဂိုလ်တ attva မရှိဘူးဖြစ်ပြက်လဲချုပ်သွားတာပဲဆိုတဲ့တကယ်ကိုထင်ရှားတဲ့မညံဖို့ညံဟာဒါနိဗ္ဗာန်မလားလို့ပြောနိုင်အောင်တွေ့လဲတွေ့ရမယ်အဲ့တွေ့ခြင်းရဲ့အချက်လက်တရားဓမ္မကြီးရဲ့ခုနကသဘောတရားရဲ့အလုံးပြောင်းမယ်လူအစ်စ်မွေးလိုက်တယ်လို့ပဲဘုရားကလည်းဟောခဲ့တယ်တကယ်လဲရတဲ့ဆရာတော်သမတော်တွေနဲ့ မဟုတ်ဆရာတော်ဖျားကြီးလို့ရဟန္တာကြီးရဲ့ရှင်းပြထားတယ်။သိတဲ့သူကဝင်ပြီးစစ်လို့ရတယ်။ရှင်မြောင်းဆိုတော့ကြိုးစားထားတာဟုတ်ဟုတ်တယ်မလား။ဟုတ်မဟုတ်ဆိုတာကိုတွေ့တာကိုသုံးသပ်ပြနိုင်တယ်။ဒါကြောင့်အဲ့ဒါလေးကိုဖြစ်အောင်လုပ်မယ်လို့လုပ်စိတ်ကျင်တယ်လို့နားလဲလား။နားလဲပါရဲ့ဗျာပြီးတော့ခင်မောကလည်းဒီဟာတွေကိုဆွဲတင်တာမကြိုက်ဘူးဗျာသူကလည်းတရားသုံးကလိုက်ထိုင်ဘူးပါဗျာဩတာရီတာပြီးတော့ယောက်ျားလည်း ပဇင်းမောင်သွင်းပေးတာနှစ်ခါရှိပါပြီခင်ဗျ။အော်အော်အော်။သားတွေလည်းပဇင်းမောင်သွင်းပေးပါပြီ။အဲ့ဒီအခုနောက်တစ်ယောက်ကြတော့အဲ့ဒီကသားမလေးကျော်ဖြေပြီးမှသူကထွက်သွားပြီးတော့လှုပ်သွားလှုပ်မယ်ဆိုပြီးထွက်သွားတာစစ်တက်ပါပါတယ်ခင်ဗျ။အေးပြောလဲယူမတက်ခံစားရတယ်။အေးပေါ့။ခံစားရကနောက်ဖုံးဆက်တွေလည်းရအောင်သူကဘယ်လိုပြောလဲခင်ဗျ။အမေတို့တရားတွေထိုင်နေတာတရားထိုင်နေတာတဟုန်လေးသေခွက်ခွက်ရင်ခွက်မခွက်ရင်ရှင်ခွက်ခွက်ရမှာပဲ။အင်းအင်းအင်း။အမေယောဂရှာနေသူကတော့ ပြောပါတယ်။အေးပေါ့ပြောတယ်။အာအခုလည်းတရားထိုင်သွားမလို့လို့လှမ်းပြောထားတယ်။ဟုတ်ပြီတဲ့။အဲ့တော့ဒေါ်ကြည်ထင်းရေတွေ့တဲ့တရားလေးတွေကကောင်းတာဖြစ်တယ်လို့အခုဥစဉ်ပြတဲ့တရားလေးတွေနဲ့အံဝင်ခွညာဖြစ်အောင်တကယ်ကိုခန္ဓာသဘောခန္ဓာပြောတာတွေတိချာနာတော့ကိုယ်ကိုစိတ်ကူးတွေရင်ပြီးတော့ခွာချရပါမလုံနဲ့တော်သူခွာကြရင်စိတ်ထဲမှာမြင်လာလိမ့်မယ်မြင်လဲဖြစ်ပြီးတော့ပြက်တာပဲအဲ့ဒီခွာချတယ်ခွာချတယ် နောက်ကိုလိုက်သွားရင်ကိုကတခြားလားတွေးသွားလားတွေးသွားအဲစိတ်ပြန့်နှံ့သွားလားပြန့်နှံ့သွားအဲ့ဒါဥပိ္ပစာကုတ်ကုတ်စလို့ဖြစ်တယ်ဆရာအဲဆရာတော်ရဲ့ပြောတာလေးဟိုလေရိုးစုကြီးတွေကိုခန္ဓာကိုကအာသူပါဥပါကရလင်္ကာတော့သင်တာဟုတ်ကသူတို့နဲ့တော့မနာဘူးခင်ဗျာသူတို့နဲ့မနာဘူး အဘုတ်ကောင်ကြီးရိုးစုကြီးဟိုရိုးသားရိုးတစားတီဖြုတ်ကြီးဘာမှတန်ဖိုးမရှိဘူးဆိုတော့တပည့်တော်အဲ့ဒါတရားထိုင်တရားမှတ်ခြင်းနဲ့ဟုတ်တယ်ဟုတ်တယ်မဟုတ်နောက်ဆုံးသားတွေဘုန်းကြီးဝတ်လို့ပဲဖြစ်ဥပကရာလင်္ကာတော့ဟောတာအဲ့ဒါမျိုးလေးတွေကုဒကမအဲ့ဒါဆိုသဲန်းကု32ရက်တပည့်တဲ့အင်ကို32ရက်တပည့်ဥပါကရနဲ့ဥစဉ်နဲ့ရုပ်သူဒီဥစ္စာသူ့ဝိနည်းစရာလုံမယ်ဆိုလို့ဥစဉ်တေချာသူနဲ့ဆွေးနွေးဖို့လုပ်ပါတယ် ဥက္ကကြီးအခုနကတော့ဆရာရွှေမြည်အဲအဲဆရာလေးကိုလိုက်စုံစမ်းနေတော့မှဥက္ကနဲ့တော့စကားပြောချက်မှလည်းပြောတယ်ထားတော့ဆရာလေးရဲ့ဒီနားမှာလည်းနှီးတဲ့ဟိုဒကမာကြီးရဲ့သားကလည်းအဲ့ဒီမှာဟိုကိုရင်ရှိနေသေးတယ်လေဆိုတော့ကောင်းပါတယ်လုပ်ပါဒါပေမဲ့ဦးစင်းတော်မိုးကုတ်ဆရာတော်ဖျားကြီးရဲ့ဖြစ်ပျက်ကိုမြင်စေချင်တယ်ခုနကလို့တန်ဝေကညံလို့ခန္ဓာကိုယ်အူရာနာရာတိရာတိအောင်လို့ခွာချတာတက္ကနာဦးစင်းအဲ့ဒါကိုလည်း လက်ခံပါတယ်ဒါပေမဲ့မုကုတ်မူရတော့လူတယ်မတူဘူးအဲ့တော့ဟိုနီးဟိုအားနဲ့လှုပ်လို့ရလာရင်လေအဲ့ဒီဆရာကြီးကမန်ချိုင်မှာတရားစခန်းရှိတယ်ဗျာတပည့်တော်တစ်ခါမထိုင်ဘူးဩဟုတ်လားကမန်ချိုင်မှာ तू လာဖွင့်တာလား तू တို့ဖွင့်တာအဲ့ဆရာတော်တွေဖွင့်တာဖွင့်တာတော့တခြားဆရာတော်တွေလည်းလာဟောင်းဟောင်းမှာတပည့်တော်မှာမရောက်တာဩဟုတ်ဟုတ်နီးရမရောက်တာဗျာဟောဟောသွားထိုင်မယ်သွားထိုင်မယ်ဇကာရကျင်းနေတာလက်တွေ့ကြတော့မရောက်ဘူးဗျာအဲ့လိုသူတို့ပြင်းပြင်းရှူတယ်အဲ့ဒီနာဝိကအဲ့လိုပေါ့ အဲ့အဲ့ညံမျိုးတွေကိုသူတအားကျူစားကြပါတယ်အခုတော့ဥစဉ်ပြောချင်တာတော့ဓမ္မကြီးဆက်လုပ်ပါတရားအထုတ်တဲ့သူအတွက်တော့လမ်းညောင်းကမှန်ပါတယ်ဒါပေမဲ့မဟုတ်ရဲ့မူကတော့ခန္ဓာရဲ့သဘောကိုမေးတာတွေးတာ ड़ी စိတ်ပြန့်လွင့်တာ ड़ी မထားဘူးအခုမြင်အခုဖြစ်နေပစ္စုပန်တဲ့တဲ့တစီပြင်းညက်လို့ခေါ်တယ်တကယ်ကိုခဏလေးပြက်ပြက်သွားတဲ့သဘောလေးကိုပြက်ပြက်သွားတယ်အဲအဲ့ဒါလေးတွေပဲကြည်နေတဲ့အဲ့အပြက်တွေမြင်ပြီးအဲ့အပြက်တွေဆုံးသွားတော့လူကျင်တာအဲ့တော့ အမြင်နဲ့အဆုံးကြမှာမုန်းနေဆိုရလေးထဲတာဒေါသမုန်းမဟုတ်ဘူးပညာမုန်းပညာမုန်းကညာခွာလိုက်တာအခုအခုဒီမှာလဲတပိတော်ခုနကတော့ထိုင်ပါတယ်ခင်ဗျအင်းထိုင်ပြီးတော့မခံစားနိုင်ချစ်တော့ဘူးခံစားနိုင်လို့ဒါဖြစ်ပြက်ပဲဖြစ်ပြီးပြက်မှာပဲဝေဒနာဟုတ်တယ်လေတလေတော့တက်တာတက်လာတာပြက်တဲ့သဘောကကြည်ရမှာပြက်တဲ့သဘောပဲကြည်မခံစားနိုင်တာငါနာလို့ငါမခံစားဖြစ်နေမယ်အဲအဲသဘောလေးပုံမှာကြည်နေတက်သွားတာကြည်ရင်ငါမရှိတော့ဘူးမရှိတော့ဘူးဖြစ်လဲဖြစ်တတ်ပါတယ် ဒါကွာနှုတ်သေးတာဟုတ်ဒါလည်းပူပူရင့်လာပါလိမ့်မယ်တခါတခါတရားထိုင်လို့ကောင်းကောင်းကြာတော့နှစ်နာရီလဲစင်ပြေသွားတယ်လေဟုတ်တယ်မလားအဲ့လိုလဲလာပါလိမ့်မယ်အဲ့တော့နောက်တော့မရှင်းတာရှင်းမီးဦးစင်းပြောတော့ဘူးနားလဲလားနားလဲပါဗျအေးဟုတ်ပြီဖြစ်အောင်ယူသားမယ်တို့တရားစကန်ဒီအတော်တည်းမှာတကယ်ကိုဖြစ်ပြက်ဒီပဲစိတ်ညောင်ကြည့်နော်နောက်ပြီးကြအိမ်မှာနေရင်သွားရင်လဲအခုပြောနေရင်လဲတော့ဘဒေါသမဟုတ်ပဲနဲ့ကိုပြောနေတဲ့တရားကိုပြောနေတဲ့သဘောဟာ တရားဖြစ်အောင်နော်ကြိုးစားပါလို့နော်ကဲဒီလောက်တွင်တွေ့ဆုံငန်းလေးကိုဒီလောက်နဲ့ကျင်းလာလိုက်မယ်နော်ကဲအားလုံးချမ်းမြေ့ပန်တွေ့ကအေးမြချမ်းသာရှိပါစေနော်ဒါနောက်တစ်ယောက်ပဲဆက်မေးမယ်နော်ကဲကောင်းပြီ